အင်အားပြင်းငလင်ကြောင့်ရှေးရောင်အဆောက်အုံဖျားစီတီဖုန်ကြီးကြောင်တိမ်စည်ရက်နဲ့မြို့ရိုးပြအိုးပြသက်အဆသဖြင့်1981လုံးနဲ့ဖျားစီတီတာသနိကအဆောက်အုံ4998လုံးထိခိုက်ပျက်စီးခဲ့တယ်လို့တာသနိုင်းနဲ့ရင်ကျေမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတင်ဦးလွင်ကပြောပါရယ်အင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ရှေးရောင်အဆောက်အုံဖျားစီတီဖုန်ကြီးကြောင်တိမ်စည်ရက်နဲ့မြို့ရိုးပြအိုးပြသက်အဆသဖြင့်1981လုံးနဲ့ ဖျားစီတီတာတနိကအဆောင်အုံ4998လုံးစုစုပေါင်း6989လုံးထိခိုက်ပျက်စီးခဲ့တာကိုတွေ့ရကြောင်း နောက်ဖြစ်လာနိုင်တဲ့တဘာဝဘေးအန္တရာယ်တွေကိုလည်းကြိုတင်တွက်ဆပြီးပြုပြင်ဖို့လိုအပ်ကြောင်းကိုလမ်းညွှန်မှာကြားခဲ့ကြောင်းဒါကြောင့်ပြန်လည်ပြုပြင်ထိန်းသိမ်းရမှာနိုင်ငံတော်အကြီးအကဲခီးစဉ်လမ်းညွှန်ချက်တွေနဲ့အညီဆောင်ရွက်ရမှာဖြစ်ကြောင်းပြုပြင်ရမယ့်အဆောက်အုံများပြားတဲ့အတွက်ပြုပြင်ရမှာရှင်းအောင်လက်ရာတံမိုးကျန်ရှိနေသေးတဲ့ရှင်းအောင်အဆောက်အုံတွေကိုရှင်းအောင်သူတေသနာနဲ့အမျိုးသားပြားတဲ့ဦးစီးဌာနကကြီးကြပ်ပေးပြီးကျွမ်းကျင်အဖွဲ့တွေကပူးပေါင်းဆောင်ရွက်စီမှာဖြစ်ခါပြည်သူလူထုကိုယ်ွယ်လျက်ရှိတဲ့ရှင်းအောင်ဇေဒီပထိုးကူဖျားတွေကိုရှင်းအောင်သူတေသနာနဲ့အမျိုးသားပြားတဲ့ဦးစီး ဌာနကကြီးကြပ်ပြီးသက်ဆိုင်ရာကောဘကအဖွဲ့တွေလုပ်ငန်းအတွေ့အကြုံရှိသူတွေကိုခွင့်ပြုဆောင်ရွက်စီမှာဖြစ်ကြောင်းပြောပါရယ်။အိမ်နောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးတွေနေပညာဆိုင်ရာပညာရှင်အဖွဲ့ဝင်တွေမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမြန်မာနိုင်ငံပြည်သူ့ကောင်ကောင်စီမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ပညာရှင်တွေကသက်ဆိုင်ရာနေပယ်တွေအလိုက်ဆွေးနွေးခဲ့တယ်လို့သိရပါရယ်။